မနေ့ပြန်ဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုပြပြသားပါမယ်ရှင်။မြန်မာနိုင်ငံရဲ့အရှေ့ဘက်ပင်လယ်ဖြစ်တဲ့တောက်တရုတ်ပင်လယ်ထဲကမုန်တိုင်းဖြစ်နိုင်ခြေရှိနေပေမဲ့မြန်မာနိုင်ငံမှာမိုးရွာနိုင်ဖို့မရှိဘဲလက်ရှိမှာအပူချိန်နှင်းငယ်မြင့်တက်လာပြီးလာမယ့်ဒီဇင်ဘာလ20ရက်နေ့နောက်ပိုင်းမှသာအပူချိန်နေကျဆင်ပြီးပြန်ရည်လာတော့မှာဖြစ်ပါရဲ့ရှင်။ မနေ့ပြန်မှာတော့မြန်မာနိုင်ငံအတွင်းနေပူဇယ်အနေနဲ့ရောကြနိုင်မှာဖြစ်ပြီးကချင်ပြည်နယ်မှာ26ဒီဂရီဆယ်စီယက်၊စကိုင်းတိုင်းမန္တလေးတိုင်းတို့မှာ28ဒီဂရီဆယ်စီယက်၊ရှမ်းပြည်မှာတော့24ဒီဂရီဆယ်စီယက်ကနေ26ဒီဂရီဆယ်စီယက်၊ချင်းပြည်နယ်မှာ24ဒီဂရီဆယ်စီယက်၊မကွေးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာ30ဒီဂရီဆယ်စီယက်၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ရခိုင်နဲ့တနင်္သာရီတိုင်းတို့မှာ30ဒီဂရီဆယ်စီယက်ထိနေပူဇယ်အမြင့်ဆုံးရောက်ရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ တနိုင်ငံလုံးတိုက်တာအနေနဲ့နေပူကျဲအများဆုံးဖြစ်တဲ့မွန်နဲ့ကရင်တို့မှာတော့နေပူကျဲ36ဒီဂရီဆက်စီယက်ကနေ38ဒီဂရီထိအမြင့်ဆုံးခန်းစားရနိုင်မှာဖြစ်ပါတယ်ဒီနေ့ညမှာတော့မြန်မာနိုင်ငံထပ်ပိုင်းဒေသတွေမှာ20ဒီဂရီဆက်စီယက်ကနေ38ဒီဂရီဆက်စီယက်ထိညပူကျဲနေကြဆင်းနိုင်ပြီးမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတော့24ဒီဂရီဆက်စီယက်ကနေ26ဒီဂရီဆက်စီယက်ထိသာညပူကျဲနေခန်းစားရရှိနိုင်မှာဖြစ်ပါရဲ့ရှင် ဒါအပြင်ဒီနေ့ညကနေမက်ပြတ်မနက်ထိကချင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့ရခိုင်ပြည်မြောက်ပိုင်းတို့မှာနေရာနှံ့ပြားရှမ်းမနေရာဆက်ဆက်ကရင်နီးကရင်နဲ့မွန်တို့မှာနေရာကျဲကျဲမြို့ထူတက်စွာကြဆင်းနိုင်ပြီးကျပင်းနယ်နဲ့တိုင်းရင်းမှာတော့နေရာကွက်ကြားမြူကြနိုင်ပါရဲ့ရှင်။ဒါကြောင့်မြူဆိုင်ကျဲမြေခွင်မရှင်းလင်းတာကြောင့်မြစ်ချောင်းတွေတွင်သွားလာနေကြတဲ့ရေရင်တွေကုန်းလန့်ခီးသွားလာနေကြတဲ့မော်တော်ယာဉ်တွေအနေနဲ့ရင်းရဲကင်းရှင်းစေဖို့တတိပြုမောင်းနေကြပါလို့တိုက်တွန်းလိုက်ရပါရဲ့ရှင်။ ဆက်လက်ပြီးဒေတာတွေမူလဝေဒအခြေအနေတွေကိုပြောပြပေးသားပါမယ်ရှင်။အရှိဖလပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့လေပွေလိုင်း Invest 93W ဟာအားကောင်းလာပြီးဒီနေ့မှာပဲလေပြန်းရဲ့ရုံ Tropical Depression 35W အဖြစ်ဖလပိုင်နိုင်ငံလေပိုင်းကိုဖျက်ကျော်ဝင်ရောက်နေပါတယ်။ဒီလေပြန်းရဲ့ရုံဟာဒီဇင်ဘာလ10ရက်နေ့တနင်္လာနေ့မှာပဲတောက်တရုတ်ပင်လယ်ကိုရောက်ရှိပြီးအနောက်အနောက်တောင်ဘက်ကိုရွေ့လျားကတောက်တရုတ်ပင်လယ်အနောက်တောင်ပိုင်းထိရောက်ရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ အခုပြောပြပေးခဲ့တဲ့မိုးလေဝသခံမှန်ချက်တွေကိုတော့ကျမတို့ CJ platform ကမိုးလေဝသလေးလာသူတူဖြစ်သူကိုလကွန်အိမ်ကမိုးလေဝသခံမှန်ချက်မော်ဒယ်တွေမှာဖော်ပြထားတာတွေကိုစုစည်းပြီးခံမှန်တိစပ်ပေးခဲ့ရပါပဲဖြစ်ပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှကြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆော်ရမိုးလေဝသခံမှန်ချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြဖို့မြစ်တရရဲ့ခံလိုပါရဲ့ရှင်။ CJ Platform ရဲ့တင်ဆက်စီစဉ်တွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့အတွက်နေ့စဉ်တင်ဆက်တဲ့အစီအစဉ်ကိုတော့ဒီမှာပဲညနာပြစေရှင်။ CJ Platform ရဲ့တင်ဆက်စီစဉ်တွေကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။